အဲညတော့ဒါဆွမ်းတော့ဒီပြောတယ်မဖူးပြောတာကိုပြန်ပြီး highlight လုပ်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါလုံးဝဖြစ်တင်ပါဖြစ်တင်ပါလေ။လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော်။အဲဆွမ်းတော့ပြောသလိုပေါ့ရွေးကောက်ပွဲစမယ်နေ့လား။ဒါမဟုတ်ရွေးကောက်ပွဲမစခင်လား။ညီတို့ဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီ day တစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျ။ကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်။ညီတို့ရှောက်နေတဲ့လမ်း ရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရင်ရှုပ်တဲ့ကောင်မှာကြုံရမှာတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညို့ဒီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေအထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ give site မနေနဲ့တိတယ်ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာကက်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တိရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပြလိုက်ဖို့လိုတယ်ဗျာ ြည့်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရအောင်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တရစစ်ကြောင်းထိုးလို့လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲတော့လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစားတယ်ကွာညီတို့လည်းလူငယ်ပဲအဲ့တော့じゃတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့တည်ရမလားလပိတ်လေးတောက်လိုက်ဂိမ်းလေးစော်လိုက် တိရလားဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှာလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့တိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုရောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြစ်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကို အဲ့လိုမျိုးတင်ကြီးတို့ကသွားမှာဖြစ်တယ်အဲ့တော့ကျတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်း view site ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေတိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဘောနော်လက်ရှိပစ္စုပန်မှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလေဖြောက်တင်နေပြကြနော်လူငယ်လက်ရှိပစ္စုပန်မှာလေလူငယ်တွေအတတ်တရောပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ ခက်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခက်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေပန်းတိုင်းကိုရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဟာပွင့်လင်းပြော